Android ဒေါ်လာသန်းပေါင်းများစွာဘလို့ချမ်းသာလာတာလဲ။ Zuckerberg အမြဲ confidence ပြီးအပေါင်းအရင်တန်တန်နဲ့ပြောလေရှိပြီးတော့မိမာရီဆိုတော့အတုံးချစရာ tools တစ်ခုထက်မပိုကြောင်းနဲ့ဘဝမှာအရေးကြီးဆုံး supercast တွေရဲ့ပြီးရင်ကိုလှုပ်တဲ့စီးပွားရေးလုပ်ငန်းတွေရဲ့နောက်တစ်ခါကြီးစားရေးထဲလဲတွဲဝယ်ဒါရီယာသာအရေးကြီးဆုံးအမြဲတမ်းပြောလေရှိတဲ့ကရုံးပြောင်ပြောင်အထာကြကြနဲ့ဒီဘဲကိုကျွန်တော်တို့ Facebook တို့ TikTok တို့ YouTube တို့မှာမမြင်ခြင်းမအောင်မတွေ့ခြင်းမအောင်မြင်နေရတွေ့နေရတာဖြစ်ပါတယ် အဲ့ဒီနေ့ဗီဒီယိုမှာ Andrew Tate ဆိုတာဘယ်သူလဲ Andrew Tate ကဘာတွေလုပ်ပြီးတော့ချမ်းသာလာတာလဲအရကလက်ရှိမှာသူ claim လုပ်ထားသလိုမျိုးသူကတကယ်တမ်းရော billionaire status တွေဝင်နေပြီလားဒါမှမဟုတ်ဒါရီကတသက် bluff လုပ်တာလားပြီး Andrew Tate နဲ့လက်ရှိရင်ဆိုင်နေရတဲ့ ongoing trial တွေ case တွေအရောသူပြောသလို matrix ကနေပြီးတော့သူ့ကိုရည်ရွယ်ချက်ရှိနေ attack လုပ်နေရလားဒါမှမဟုတ်ရင်သူကို night ကို guilty ဖြစ်ရတဲ့ဖင်ပိတ်ညင်းနေရလား ရောကအန်ဒရူးဒိန်အနေနဲ့သူအမြဲတမ်းပြောလို့ရှိတယ်လို့မျိုးလူငယ်လူရွယ်တွေအားလုံးကိုရှေ့ဆောင်လမ်းပြလှုပ်ပြီးတော့အောင်မြင်မှုလမ်းကြောင်းပေါ်ဆွဲတင်ပြီးတော့တောက်တောက်လဲချမ်းသာလာအောင်တကယ်ပဲလှုပ်ပေးနေရလားဒါမှမဟုတ်ရင်ဒါရီအားလုံးကသူပေါက်ပန်း40ရှောက်ပြောနေပြီးတော့သူ့ကိုယုံကြည်ပါတယ်အားကိုးပါတယ်ဆိုရယ်ဖန်နေမျက်စိဇုံမိပြီးအကုန်လုံးပုံအပ်ထားတဲ့လူတွေအကုန်လုံးချနှင်းပြီးတော့ဒေါ်လာတန်ပေါင်းများစွာရှာနေရလားဒါရီအားလုံးဒီဗီဒီယိုကြည့်ပြီးတော့လည်းမိတ်ဆွေတို့နားလည်သဘောပေါက်တော့ပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဆရာကြီး YouTube Channel နဲ့ညီကြိုးစိုးလိုက်ပါတယ် ဆရာကြီးတွေဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube channel နဲ့နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေတွေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်တက်တစ်ခုအကျိုးရှိရဲဘဟုသုတတိုးသွားရဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါဦး။ Okay ဆိုတော့ channel ရဲ့သေးသေးမသွားခင် Android ရဲ့ငယ်ဘဝအရင်သွားလိုက်အောင်။အန်ရွတ်ဒေးကိုဒီဇင်ဘာ၁ရက်နေ့1986ခုနှစ်ဝါရှင်တန် DC မှာမွေးခဲ့တယ်။ အဖေဖြစ်သူရဲ့နာမည်ကကျတော့ Emery Andrew Tate အမေကကျတော့ Eileen Tate တော့မှနှစ်နှစ်ငယ် Trishan Tate ဆိုတဲ့ညီတယောက်ရယ်ပြီး Jenny Tate ဆိုတဲ့ညီမလေးတယောက်ပဲရှိရယ်အဖေကကျတော့ Ready 2400ကျော်ရှိရယ် Chess player သူကသူရထားတဲ့ title ကကျတော့ I am လို့ခေါ်ရယ် I am Sora က International Master Chess မှာကျွန်တော်အမြင့်ဆုံး title ကကျတော့ Grandmaster ဆိုတော့အယောက်ကတဆင့်လို့ပဲပြောရမှာ Okay ဒါရိုက်ထားပါအမေရဲ့အလုပ်ကကျတော့သူတို့နားမှာရှိတဲ့ university တစ်ခုရဲ့ canteen မှာတောက်တော်မယ်ရအလုပ်ပါညာလုပ်တယ် ကျွန်တော်ပြန်နားလည်လွယ်အောင်နဲ့အရှင်းဆုံးဖြစ်အောင်ပြောရရင်တော့တို့မိသားစုကစားနိုင်တောက်နိုင်နဲ့အဆင်ပြေရဆိုုံလေးပဲအဲ့လိုနဲ့ကျွန်တော်တို့1998ခုနှစ် Andrew Tate အသက်17နှစ်သားအရောက်မှာတော့အဖေနဲ့အမေအဆင်မပြေတဲ့အတွက်ကွဲလိုက်ကြတယ်အဖေရဲ့အလုပ်က chess player ဖြစ်တာကြောင့်သူကကျွန်တော်တို့ပွဲတွေပါရရှိရင်သွားပြီးတော့တခြားမျိုးတွေမှာသွားစော်ရတယ်နောက်တစ်ခါအိမ်လည်းမကတ်တဲ့အပြင်သူ့မှာ stable income လည်းမရှိဘူးဆိုတော့ Andrew Tate ကို Trishan Tate ကိုသူ့ရဲ့ညီမရောမောင်နှမ3ယောက်လုံးအမေဖြစ်သူကပဲခေါ်ထားဖို့အတွက်ဆုံးဖြတ်လိုက်တယ် ဆိုတော့အဲနောက်မှာတော့သူ့အမေကကျွန်တော် UK မှာလုပ်ရတဲ့အတွက်တားမိ၃ယောက်သားဒီ London ကိုရွှေ့သွားခဲ့တယ်။ဒါပေမဲ့ရရတဲ့လူကလည်းပတ်စံများများစားမရပဲလေ။ဒါပေမဲ့တောက်တူမေရဖြစ်တဲ့အတွက်နေရာကျတော့ကျွန်တော်တို့ကြောင်ကြပါရဲဆိုရဲစုပ်ပြတ်တက်နေနေရာမှာနေရတယ်။စားတော့တောက်တော့လေဒီတိုင်းမှာပြီးပြီးရောဖြစ်ခဲ့တဲ့ဆံမဲစားရတယ်။အဲဒါကြောင့်ဒီမောင်နှမ၃ယောက်လုံးကိုလည်းကြောင်းထားပေးတဲ့အခါမှာပတ်စံဘာမှများများစားစားမကုန်းနဲ့ public school မှာပဲအမေကထားပေးနိုင်တယ်။ ဒါပေမဲ့တခုကောင်းတာကကျတော့ Andrew Tate တို့ကဟိုငငယ်လေးကသူရဲ့သူ့ညီ traction တည့်ရဲကဘာဖြစ်ဖြစ်ကောင်းတူဆိုးတူနေကြတယ်ကျွန်တော်ပြရရန်ဖြစ်လဲတူတူပဲအဲကောင်းတာလုပ်လဲတူတူပဲစသဖြင့်ဒီလိုမျိုးမခွဲမခွာနေကြတဲ့အတွက်သူတို့ဂျားရဲ့ညီကွနှစ်ယောက်ဂျားရဲ့ bond ကတော့ဟိုငငယ်လေးက strong ဖြစ်တယ်ပြောရမယ်ပတ်စံမရှိတော့လူရောမတို့ရောအကြောင်းအပေါင်းအသင်းလည်းမရှိတဲ့အခါမှာညီကွနှစ်ယောက်သာဟိုငငယ်လေးကအားရနဲ့ chest ထိုးတယ်ပြီးရင်စာရီဖတ်တယ်နောက်ကတယောက်နဲ့တယောက်ထိုးရိုင်းကြိတ်တိုင်းဆော့တယ်ဒီလိုလိုရင်းနေပဲအချိန်ကုန်အသက်ကြီးလာရတယ် တခုရှိ Andrew Tate ကဟိုးငငယ်လေးကတည်းကသူကခစ်ပေါင်းစဉ်ကိုဝါသနာပါတယ်။အဲဒါကြောင့်လဲသူ့အသက်16နှစ်သားကလေးကစပြီးတော့ဒီဘက်ဖီးကိုစိတ်ရောကိုယ်ပါနှစ်ပြီးတော့လေ့လာခဲ့တယ်။အဲသူ့ရဲ့ပထမဆုံးနီးပြားကဆိုရင် Andrew Tate ကပတ်စံမတက်နိုင်မှတိတိရက်နဲ့သူ့ကစားပုံကိုကြည့်ပြီးတော့ဒီကောက်မှာ potential ရှိရဆိုတာမြင်မိရတဲ့တချို့လာရီမှာသူ့ကိုအလကားတက်တက် train ပေးတယ်လို့တချို့လာရီဆိုလဲသူ့အပြင်မှာယူနေကြကြေးတယ်အများကြီး short ယူပြီးတော့သူ့ကို လေ့ကျင့်ပေးတယ်။ အာဒီကစ်ပါစင်အတွက်လိုအပ်တဲ့ accessory တွေ gear တွေအတွက်ရယ်နောက်တစ်ခါသူတို့အားရှိအောင်စားဖို့တောက်ဖို့အတွက်ရယ်ဟိုလိုညီကိုတယောက်ကကြုံရကြမ်းလို့ရသမျှလို့အကုန်ပတ်လို့ပြီးတော့အသက်ကုန် hassle လုံးနေပဲယုံလာရတယ်ဒီလိုမျိုးအသက်ကုန် hassle လုံးလာရတယ် android တက်ကသူရဲ့ကစ်ပါစင်ထိုးသက်10နှစ်အတွင်းမှာစုစုပေါင်း85ဝဲထိုးခဲ့တဲ့နေရာမှာ86ဝဲနိုင်ပြီးတော့ကြာတော့9ဝဲပဲရှုံးပြီးတော့ major တိုက်တဲ့၄ခုရတဲ့အထိအောင်မြင်ခဲ့တယ် ဒါပေမဲ့သူက29နှစ်ရောက်မှာ Undertaker ခေပောင်စီကနေလုံးဝ100% retire လို့အနားယူပြီးတော့ကျတော့ business ventures တွေဘက်ကိုပဲဝင်ရွှေ့ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တယ်။ဒီအချိန်မှာ Undertaker အနေနဲ့ဒီလိုဆုံးဖြတ်ချက်ချတာအဓိကအဖြစ်ကျွန်တော်နှစ်ချက်ရှိရယ်။နံပါတ်1ကတော့ရှင်းပါရယ်အဓိကတော့ငွေကြောင်ပေါ့။ဘာဆိုဗျာဟိုဘောင်စင်တို့ MMA တို့မှာအောင်မြင်တဲ့ကစားသမားတွေသာဆိုရင်ထိုးကြီးရဲ့ share ရတော့ကျတော့အနာဂတ်ကရွှေအောင်တက်လက်လက်တောက်ပြီးကြည့်ရတာလှနေ။ဒါပေမဲ့ အန်ဒရွိုက်တို့လိုမျိုးကစ်ပေါင်စင်သမားတွေကြတော့ဒီဘက်စပော့မှာကဟိုလူကြည့်လဲနဲတယ်လူကြိုက်လဲနဲရတယ်ဘာမှထိုးကြည့်ရမရဘူးဥမာနည်းပြောရမယ်ဆိုရင်သူ့အနေနဲ့ကပတ်ကာကွယ်ပွဲကျွန်တော်ဝါချန်ပီယံအနေနဲ့ကပတ်ကာကွယ်ပွဲထိုးတဲ့အခါမှာတောင်မှထိုးကြည့်ရဒေါ်လာ9000 6000တဲမပူဒီလိုမျိုးဆိုတဲ့အခါကျတော့ဗျာဟိုကဲ့ဝင်ပြီဆိုတာနဲ့စားအတော့ရတာတွေပြီးရင်နောက်တစ်ခါကျွန်တော်ထရိနီဘိုးတွေတုံးရတဲ့ဂီယာဘိုးတွေသွားစိတ်လာစိတ်တွေဒါတွေဖယ်လိုက်မယ်ဆိုရင်တို့ညီကိုညောက်တို့ကဘာဆိုဘာမှကိုမကြံဘူး နောက်ကနမတ်နှစ်အချက်ကကြတော့ကျွန်တော်တို့ထိုးတက်ကြလာတဲ့ fighter တိုင်းကစိတ်သာရှိရခန္ဓာကိုယ်ကမလိုက်နိုင်တော့ဘူး Android Day ကိုကြည့်မယ်ဆိုရင်သူဒီ kit ပေါင်းစင်းစပြီးလုတ်ခဲ့တာကအသက်16နှစ်ကလေးကအဲ့တော့29နှစ်အထိထိုးတယ်ဆိုတော့ဗျာဂျားရဲမှာသူဖြစ်တဲ့ injury ရဲ့နည်းတာမှမဟုတ်တယ်ကျွန်တော်လက်ကျိုးတာတော့နောက်ခါနန်းနေရောင်တာတော့ဒီကိုယ်လုံးအနံ့မှာဆုတ်ပြတ်နေရအများကြီးပဲအဲ့ဒီအဆိုးဆုံးတစ်ခုကကျတော့သူ့မျက်လုံးတစ်လုံးကကျတော့ဟိုထိုးနေတဲ့တလန်နဲ့ဝါပြည့်ရကျတော့ကောင်းကောင်းမမြင်ရတော့ဗျာဆိုတော့သူသာဆက်ထိုးနေမယ်ဆိုရင်ကျန်တဲ့တလုံးကပါဒါဒီလိုထက်ဖြစ်တယ်ဆိုရင်တိုင်းရပြောက်ပြီ ဲ့ဒါကြောင့်မန်ဒရူးချေအနေနဲ့သူ့အသက်26နှစ်မှာဒီ provider ဘဝကနေအနားယူပြီးတော့ကြာတော့ဒီစီးပွားရေးလုပ်ငန်းဘက်ကိုပဲ100% IO site ဖို့အတွက်ဆုံးဖြတ်ချက်ချရတာတော့ကျွန်တော်မြင်တယ်။အဲ့ဒါကြောင့်မန်ဒရူးချေကအသက်26နှစ်ကစပြီးတော့ဒီ provider ဘဝကနေလုံးလုံးအနားယူလိုက်ပြီးတော့ရှိရပတ်စံလေးနဲ့ညီကောင်နှစ်ယောက် fee တစ်ခုခုတည်းကိုဝင်ပြီးတော့လုပ်ငန်းအသစ်စဖို့အတွက်သူတို့ဆုံးဖြတ်ချက်ချခဲ့တယ်။အဲ့တော့တစ်ခုရှိရက Android ကဘယ်နေရာမှာတော်လဲဆိုရင်စကားပြောရအရင်ကောင်းတယ်။ဆိုတော့ password လောက်တာ manipulate လောက်တာအရင်တော်တယ်။ The best advice I can give is just keep in mind there's a whole bunch of people who love you, who are looking out for you, who really care about you, and who have done a lot for you to exist as a person. You owe them to try your hardest and to not disappoint them. And you don't get the, the luxury of just existing and sitting around playing video games and being happy, being sad, eating food, whatever. All of that's by the by. You have a big debt to pay to your family, to your ancestors, to God, and you have to try very hard. And keep that in mind and let that motivate you to be your best self. And I, I think that's the best advice. you can give a, a teenage boy in the world today ဒီလိုမျိုး skill ကိုသုံးပြီးတော့သူ online ပေါ်မှာ viral ဖြစ်မှာလာခဲ့မှာသူဒီ skill ကိုဘယ်နေရာမှာသွားသုံးလဲဆိုတော့ကောင်မလေးရဲ့ဂျာမှာသွားသုံးတယ်ဆိုလိုတာဗျာမင်းတို့နားလည်အောင်ပြောပြရမယ်ဆိုရင်ဒီ android day ကို traction day ကိုညီဝင်ညောင်းလောက်စောကြည့်ပဲဆိုတော့သူတို့အနေနဲ့ကဒီမိမရဲ့ emotion ကိုဘယ်လို manipulate လုပ်ရမလဲဘယ်လို trigger လုပ်ရမလဲဥပမာသူတို့နှစ်ယောက်ကိုမှသူတို့နှစ်ယောက်တန်တန်ဆွဲဖြစ်နေအောင်ဘယ်လိုမျိုး manipulate လုပ်ရမလဲဘယ်လိုမျိုး control လုပ်ရမလဲစသဖြင့်ဒါမျိုး tactic တွေကသူတို့အရန်ကျွမ်းတယ် အဲ့လိုမျိုးဆိုရဲအခါကျတော့တို့ကဒီလိုမျိုးတို့ join တဲ့ skill set တွေကိုပတ်စံအနေနဲ့ပြောင်းအောင်မလုပ်လိုက်လဲဆိုတော့အဲတို့ဝင်မဲ့ business ventures အသစ်ကို camgay business ဘက်ကိုဝင်လိုက်တယ်ဆောဗျာရှင်းရှင်းပြောရရင် camgay business ဆိုချက်တာပဲဆိုကြပါစို့ဒီ camgay ခေါ်လာတာပါတာကောင်မလေးရာနေပြီးတော့ဒါခမရနဲ့ video call ပြောပေးမယ်စကားပြောပေးမယ်ဒါမျိုးတော့ကိုခမရဘက်က exchange fees နဲ့ဆိုင်ရဆိုင်ရ service တခုပေးရတာရှိမယ်ရှင်းရှင်းလေးပဲဗျာဒီလဲတဲ့ပုံစံအကြောဒါပေမဲ့ဒီလိုမျိုး business ကကျွန်တော်တခြားနိုင်ငံတွေမှာကြာ legal ဖြစ်တယ် ီလိုမျိုး business လုပ်ချင်တဲ့လူအနေနဲ့လုပ်ပေးရမှာကဒီလုပ်ငန်းအနေရတဲ့ဝင်ငွေထွက်ငွေတွေကို transparent ဖြစ်ဖြစ်နဲ့ဒါဆိုင်ရဆိုင်ရ department ကိုပြပေးပြီးတော့အခွန်ဆောင်မှုပဲလို့ရတယ်။ဆိုတော့ပြဿနာရတာမဟုတ် cam gear business မှာအဓိကပြဿနာနဲ့ tie up ဆုံးသွားကြတော့ခမရဲ့ step ဖြစ်တဲ့ဒီဝန်ထမ်းဖြစ်တဲ့ cam gear ကိုထိမ်းဖို့ခက်တာ။ဒါကိုကျွန်တော်ရှင်းပြမယ်။ဆိုကြပါစို့မဲဆိုရ Romania လိုနိုင်ငံတစ်ခုခုကိုတွားပြီးတော့ကြဆိုတော့ cam gear business တစ်ခုခုစဖို့လုပ်ပြီး okay စပြီ။စာကို recruit လုပ်ထားတဲ့ဒီ cam gear ကြီးကောင်မလေးရရှိမယ်။ဆိုတော့ ဒီသူတို့ဘက်ကနေပြီးတော့သူတို့ဆိုင်ရဆိုင်ရသူတို့တာဝန်တွေလို့သူတို့လုံးဆက်ရှိကိစ္စလို့ခမရဘက်ကလည်းခမရလုံးရမယ်ကိစ္စလို့ဒါမျိုးပြီးသွားတဲ့အခါမှာရလာ profit ကို50 50 split လုံးအောင်လို့မဟုတ်ဘူးလေ60 40 split လုံးကြတယ်ဒါပေမဲ့ကာလာတစ်ခုကြာလာတဲ့အခါမှာဒီခမရလောက်မှာလုံးနေကော်မလေးခံခဲ့ရ8ဖောင်းလိုင်းစိတ်ပြောင်းပြီးတော့ကြတော့အဲသူတို့ဟာသူတို့ပဲခွဲထွက်ပြီးတော့ start up set run သွားကြတာများတယ်ဒါမှမဟုတ်လည်းဗျာဆွမ်းနာပြောသလို50 50 split ပေးရတဲ့နေရာနေသူတို့အတွက် percent ပို့ရမယ့်နေရာကိုပြောင်းဖို့ဒါမျိုးတွေများတယ် ဆိုတော့ကျတော့ဒီလိုဖြစ်လို့ဆိုပြီးတော့ခမရစီမှာနှစ်ရှည်လာမြအလုံးလုံးအောင်ဆိုပြီးတော့တို့တို့သွားပြီးစားချိုးချုပ်လို့လည်းမရဘူးရှင်ဇာတ်ရီရှုပ်ပုံမှာအဲ့ဒါမျိုးဆိုရဲအခါမှာကျတော့ဒီဒီ cam game business ဆိုရဲအခါမှာနောက်ဆုံးမိတ် awareness ရပြီးအိတ်ဖောင်းသွားတာကစလုပ်ခဲ့တဲ့ပိုင်ရှင်တွေ owner တွေမဟုတ်ဘဲနဲ့ဒီနေရာမှာလုပ်တဲ့ cam game ကြီးကိုယ်တိုင်ပဲဖြစ်နေရများတယ်ဒါကို android ကဘလို့အကွက်ဝင်ရွှေ့လဲဆိုတော့ကျတော့သူ recruit လုပ်ထားတဲ့ cam game အားလုံးကိုသူနဲ့ emotionally attach ရအောင်လုပ်တယ်ဆိုတော့တဘောကကျတော့ဗျာ တို့ညီကိုနှစ်ယောက်အတွက်ကဒီကောင်မလေးကိုတို့စီမှာအလုတ်ဆက်လုံနေအောင်တို့ပြောသမျှနားထောင် ထိမို့အတွက်က contract တွေစာချုပ်စာရင်းတွေမလိုဒီကောင်မလေးကိုကို night ကိုကတို့နားမှာကတ်နေရရင်ပြီးရောတို့စီက approval ရရင်ပြီးရောတို့စီကချီးကျူးရအတိမှန်ပြရခံရင်ပြီးရောဆိုပြီးရောတို့ဘက်က data တွေကို offer လုပ်ပေးခြင်းတွေပုံစံမျိုးဖြစ်အောင် run လာတာနောက်တစ်ခါ percent အနေနဲ့ကြည့်မယ်ဆိုရင်လည်း50 50 split ကပုံမှန် rate ဆိုပေမဲ့ Andrew Tate တို့ညီကိုနှစ်ယောက်က split ကို80 20 split လောက်သွားတာ ဆိုတော့ကျွန်တော်တို့က80ရာခိုင်နှုန်းယူဆောနာတို့အောက်ကလှုပ်လှုပ်တဲ့ cam ငယ်ရ20ရာခိုင်နှုန်းယူဒီလိုမျိုးဆိုတော့ကျတော့ဒီ cam ငယ်9ယောက်6ယောက်လောက်နဲ့စလိုက်တဲ့ဇက်လန်းကအရန်ကိုကြီးပြီးတော့အရန်ကိုအောင်မြင်လာတဲ့အတွက်တို့ညီကိုညီအစ်ကိုအရင်လို UK မှာပဲဒီ operation ကို set marine တော့ပဲနဲ့ test person တတ်တာရာရောတခြားကိစ္စတွေမှာရောပါ favor ပေးတဲ့ Romania ကိုရွှေ့ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့နောက်ပိုင်းမှာ studio က၄၅ခုခွဲဖွင့်ပြီးတော့တို့လက်အောက်မှာအလုံးလုံးနဲ့ cam ငယ်ရအယောက်9ယောက်ရှိလာတဲ့ဒီ origin ကြီးလာတယ် တော့အချိန်တိုအတွင်းမှာဒီလောက်ထိအောင်မြင်လာရဲဆိုတော့တမယိုးချန် Android Day နဲ့သူညီ Trishan Day က website တွေ SD run ပြီးတော့ customer share လူရှာနောက်တစ်ခါ cam ငယ်တွေကိုကျန်တဲ့ကိစ္စဆက်လို့ဆိုပြီး drive လွတ်ထားလို့ပဲရပါမလဲဒီကောင်တွေ run တဲ့ပုံစံကျဘလို့လဲဆိုတော့ဒီ cam ငယ်တွေအနေနဲ့မျက်နှာပြပြီးတော့ဆိုင်ရဆိုင်ရသူတို့လောက်ရမယ့် protocol ကိုဆက်လို့ရုံပဲကျန်တာဒီ customer တွေနဲ့ main ကလေးအောင်ဆောင်ပြီးစကားပြောတဲ့ကိစ္စတွေဥပမာအဖေနေမကောင်းအမေနေမကောင်းညီလေးနေမကောင်းညီမလေးနေမကောင်းတို့ဆေးရုံတက်ဖို့ပတ်စံလိုရပါညာစသဖြင့်ဒါမျိုး တနာစရာ story line တွေဖန်တီးပြီးတော့ဒီ customer ရစီကနေ online ကျင်းလိုက်ပတ်ဆက်ထက်ထွာလာကိုညှက်တာကိုကြတော့ဒီကောင်းနေညီကွန်ယောက်ကနောက်ွယ်ရနေပြီးထိုင်းလုံနေရမျိုး Romania ကိုရောက်တဲ့အခါမှာလဲသူ staff cam ကြီးတွေသုံးရမဲ့ဇကယ်လုံးနေပြောရမဲ့ story line နေစတာရအားလုံးကိုဒီ android တို့ညီကွန်ယောက်လုံးအသေးစိတ် secret ကြိုးရေးထားပေးပြီးသားကောင်မလေးအနေနဲ့သူတို့ရေးပြထားတဲ့အတိုင်းပဲ like ပြောရုံအဲ့တိုင်း like ကြရုံပဲနောက်ပြောဘလောက်တိတောင်အသေးစိတ်လဲဆိုရင် main bar ကြီးအကောင်ဆုံးလက်နက်ဖြစ်တဲ့မျက်ရည်ကို camera ရှေ့မှာဒီ cam ကြီးအနေနဲ့ဘယ်ချိန်မှာဘလို့ပုံစံနဲ့ဘလောက်ကြာငိုပြပြီးတော့ ဒီသူတို့ customer service ရဲ့ပတ်စံကိုထပ်ပြီးဘလောက်ဘလောက်ထွက်အောင်ညှင့်ရမယ်။ဘာညာစသဖြင့်ဒါမျိုးတွေအသေးစိတ်ပါလိုက်လုပ်ပေးတယ်။အဲ့လိုမျိုးလုံးဝအသေးစိတ် hardware မရှိအောင် run လာကြအောင်လဲ Android တို့ညီကုန်းတွေကဒီ work and business run ပြီးပြီးချင်း၄နှစ်အတွင်းမှာရင်ဒေါ်လာ၁၀သန်းကျော်ဝယ်ငွေကြီးချမ်းသာလာခဲ့။ဒီပတ်စံတွေကိုပုံမှန် entrepreneur ဆိုရင်တော့ဗျာဒါတွေကိုဖြစ်တင်တာကသူ safe haven access တွေဝယ်တာဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းတခြား business manager တွေမှာပြန်ရင်းတာဖြစ်ဖြစ်လုပ်ကြတာများတယ်။ဒါပေမဲ့သူတို့ညီကုန်းတွေကဘာကောက်လုပ်လဲဆိုတော့ကြတော့ super gas တွေကြီးပဲဒေါ်လာ၇သန်းမိုးတော့ပြည့်ဝယ်ပလိုက်တာ။ ကျွန်တော်တို့ဝယ်လိုက်တဲ့ကားတွေတဲကမှာဈေးကြီးဆုံးနဲ့သူ့ရဲ့ signature ကားကိုပြောပါဆိုရင်တော့ကျွန်တော်တို့ဒေါ်လာ5သန်းကျော်တန်နဲ့လိမ်မော်ယောင် Bugatti Chiron တစ်စီးပါတယ်။အဲနောက်တစ်ခါ McLaren 720S တို့ Ferrari 812တို့ Lamborghini တို့ဒါမျိုး brand တွေကိုစုံစည်းနေအောင်စုစုပေါင်း Super Cars ကို70နီးပါးပြုတ်ဝယ်လိုက်တယ်။ရုပ်ရည်ချင်းတော့ဘာလဲဟာလို့မေးကြရရှိမယ်။တကယ်ရင် Android ကသူ့မှာနောက်ရွှေ့မဲ့ plan ရှိပြီးသားမလို့ဒီလိုမျိုးကောက်လို့တာ။ခဏနေရင်တော့ဘာကြောင့်လဲဆိုတော့ရုပ်လုံးပေါ်လာလိမ့်မယ်။ ကျွန်တော်အခုလိုမျိုးရိုဒီကာတို့မှရှိသမျှပတ်စံအားလုံးကို Supercars တွေ Romania ကအိမ်နေပတ်ဝဲပြီးတော့သုံးပြီးရဲ့နောက်မှာတော့အဲသူက self-made millionaire ပါ playboy မှာ top ကြီးပါ fma ပါစရဲ persona အသီးသီးနဲ့ကျွန်တော်တို့လူသုံးများတဲ့ platform တွေဖြစ်တဲ့ YouTube, Facebook, TikTok, Twitter စရဲ platform တိုင်းမှာဒီ Andrew Tate ဆိုတာနဲ့ King of Toxic Masculinity ဆိုတဲ့ဘွဲကိုပေးရအောင်ဒီတကဘာလုံးကမိမာတွေကိုပတ်ဖောင်းထုတ်ပြီးတော့အရန် viral ဖြစ်လာတယ်။ဘလောက်ထိတောင်လဲဆိုရင် Andrew Tate ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ အဲတောက်စစ်အရန်ဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့ဒီမိမာတွေအရန်ဖောင်းထူတယ် harassment အရန်လုပ်တယ်ဆိုပြီးတော့ကြတော့ Andrew Tate ကိုလူသုံးများတဲ့ platform နိုင်ကနေပြီးတော့တဲပြီး ban ရတဲ့ဒီကို viral ဖြစ်လာတာဘာရီဘလိုပဲ wine ban ကြ ban ကြ Andrew Tate ကသူပြောထားတဲ့ video clip တွေနဲ့ဒါသူ debate လုပ်ထားတဲ့တဲထားတဲ့ကိစ္စတွေသူ fake account တွေကနေတဆင့်နေနောက်တစ်ခါသူ့ကိုချစ်တဲ့ American fan တွေကနေတဆင့် အင်တာနက်တစ်ခုလုံးမှာလူတွေမမြင်ကြမှာအဆုံးမကြားကြမှာအဆုံးဖြစ်အောင်ဒီကိုဝိုင်းပြီးတော့ flat လုပ်တယ်။အဲ့နောက်ပိုင်းမှာ Android Day က Alpha Mio Top G ဆိုတဲ့ personal brand တစ်ခုစောက်ပြီးတော့ကြတော့အခုလိုမျိုးစိတ်ကြိုက် found to ရင်းနဲ့ဒါကဘာလုံးရဲ့ attention သူ့စီရောက်လာတဲ့အချိန်ဒါကဘာလုံးက spotlight ကသူ့ကောင်းမွန်တဲ့တဲ့ကျလာတဲ့အချိန်မှာ Hustler University ဆိုတဲ့ online သင်တန်းကျောင်းတစ်ခုကိုကောက်ဖွင့်တယ်။ဆိုတော့ပြသူ claim လုပ်ထားတာဒီသူ့ရဲ့သင်တန်းကျောင်းကနေပြီးတော့ဒါကဘာလုံးမှာဘယ်နေရာမှာမှမမြင်ဘူးတဲ့ဘယ်သူမှမတင်ပေးဘူးတဲ့ငွေရှာနီးသင်တန်းတွေသူတင်ပေးမယ်။ဘာညာစသဖြင့်ပေါ့။ဒါပေမဲ့ တကယ်တကယ်ကြတော့ဒီသူ့ရဲ့ Hasla University ရဲ့မှာတင်ပြတဲ့ course ဆိုတာကကျွန်တော် Google မှာပဲရှာရှာ YouTube မှာပဲရှာရှာလူတိုင်းကြီးကပြောထားပြီးသားကိစ္စတွေလည်းဖြစ်နေတယ်လို့နောက်တစ်ခါဒါမျိုးကိစ္စတွေဒီသင်တန်းတွေဆိုတာကလူတိုင်းကြီးပါသင်စားနေကြတာမျိုးဖြစ်နေတယ်။ပါရက် topic တွေကိုကျွန်တော် sample ပေးရမယ်ဆိုရင် copywriting နောက်က drop shipping နောက်က crypto stock trading နောက်က affiliate marketing ဒါမျိုး topic တွေပါတယ်ဗျာကျွန်တော် okay ဥပမာကျွန်တော်ပြောပြရမယ်ဆိုကြပါစို့ ခင်ဗျာ Android ရဲ့ Hustle University မှာတွားပြီးတော့ကျောင်းအားလိုက်ပြီး sign up လုပ်လိုက်ပြီဒါဆိုခင်ဗျာ sign up sign up fees တစ်ခုဖြစ်တယ်တစ်လောက်49တန်းမှာ99ဒေါ်လာအတွင်း1000ဒေါ်လာ50ဒေါ်လာ50အတွင်းတွင်းပြီးတော့အနေနဲ့သူ့ရဲ့ customer support ကလူတွေကနေပြီးတော့ခင်ဗျာလာဆက်သွယ်မယ်ဆက်သွယ်ပေးရတယ်ခင်ဗျာ Discord server တခုရဲ့ထည့်ပေးမယ်။အဲ့ server မှာဆိုတော့ကျွန်တော်အပေါ်မှာပြောထားတဲ့ topic တွေရွေးလို့ရမယ်ဗျာ။အဲ့ထက်ကကိုကြိုက်တဲ့ topic တခုကိုထောက်လိုက်ပြီးနှိပ်လိုက်ပြီးဆိုတော့ ਨੇ Andrew Tate က Handpick ဂျိုးလုပ်ထားပြီးသား Soko Professor ဆိုတဲ့သူတွေကသူတို့ဂျိုးပြီးတော့ record တွင်းထားပြီးသား video တွေကိုခင်ဗျာပေးကြည့်မယ်။ အဲနောက်တစ်ခါကျွန်တော်တို့ Coursera တို့တခြား online learning platform တွေနဲ့ need to ဒါသူ video တွေကြည့်ပြီးတော့အောက်မှာ assignment ဖြေရမှာနေနောက်တစ်ခါ Q&A session တွေဒါတွေပါမယ်ဗျာဆိုတော့အချုပ်ပြောရရင် Android ထောင်ထားတဲ့ university မှာ Android ကိုယ်တိုင်မတင်ဘူးအဲသူကြိုငားထားတဲ့တွေကနေပြီး record ကြိုသွင်းပေးတဲ့ video တွေရှိမယ်ဒါတွေကြည့်ပြီးခင်ဗျားခင်ဗျား search ကြရီလို့ Android ကဘာလုပ်လဲဆိုတော့သူကဖြတ်ရှာဝင်လုပ်ပေးတယ်အဲခင်ဗျားတောက်ပေါ်မလုပ်ဘူးအဲကိုယ့်အကူစူးစမ်းဖို့ဘာညာစသဖြင့်ဒါမျိုး motivation ကြုံကြုံတို့လိုဝင်ပေးရယ် ။အဲအဓိကပြဿနာကကျတော့ဆွမ်းနာသူချို hype ထားတယ်လို့မျိုး course တွေက qualify မဖြစ်ဘူးဗျာ။ရှင်းရှင်းပြောရင် beginner level entry level ဆင့်မယ်ရှိမယ်။ဒါမျိုးဆိုတော့ဆင်မပြေဘူးပေါ့။ဒါပေမဲ့ဆရာသမားညီကိုတယောက်ကအပြင် public မှာကျတော့သူတို့စီမှာတက်တဲ့သင်တန်းသားတွေကဘယ်သူဘယ်သူကတော့ဖြင့် 5figure 6figure ပတ်စံနေရနေပြီ။ဘယ်သူဘယ်သူတော့ဖြင့်အသက်30တောင်မှပြည့်သေးပဲနဲ့အိမ်နေကားတွေဘလိုပုံစံတွေဝယ်နေပြီ။စသဖြင့်အရန် hype ပြီးတော့ကြွားလုံးနေအရန်ထုတ်တယ်။ဆိုတော့ဒီ reset တွေကိုသူတို့ညောက်က fake လုပ်ပြီးတော့ညာညာလာမင်းရင်တော့ ဟုတ်လဲဟုတ်တယ်မဟုတ်လဲမဟုတ်ဘူးပဲပြရမှာပဲဘယ်လဲဆိုတော့ဗျာဆိုကြပါစို့ဟိုဒီ Andrew Tate တို့က10ယောက်လောက်ဒီလိုဒီလိုဖြစ်တယ်ဆိုရင်ပြောတယ်ဆိုရင်အဲ့ထဲမှာ2ယောက်3ယောက်ကတော့တကယ်ရတယ်ဒါပေမဲ့ကျန်တဲ့9ယောက်လောက်ကတို့ရတို့ရှောက်ပြီးတော့ marketing သဘောမျိုးနဲ့ဖြတ်ညက်ကလုပ်ပြီးရှောက်ပြောထားတယ်များတယ်ဆိုတော့ဒါပေမဲ့နောက်ပြီးတော့တခုပို့ဆိုတာကကြတော့ဒီ5 figure 6 figure ဝင်มาရဲ့ဆိုတော့သူ့တင်တန်းသားတွေဆိုတာကလည်းသူ့တင်တန်းထဲမှာတင်ပေးထားတဲ့ကိုယ့်စီအတိုင်းလိုက်လို့လို့ရတာမျိုးမဟုတ်ဘဲနဲ့ affiliate marketing ညာနေတစင်ရတာအဲ့ဒါကျွန်တော်ရှင်းပြမယ် ဆိုရပါတော့ခင်ဗျာ Hasler University မှာတက်လိုက်ပြီဆိုတော့ Andrew Tate ကနေပြီးတော့ခင်ဗျာဘာလုပ်ခိုင်းလဲဆိုတော့အဲသူစကားပြောထားတဲ့ video clip တွေ viral ဖြစ်နိုင်ခြေရှိတဲ့ဟာတွေကိုခင်ဗျားတို့လက်လန်း media platform တွေမှာပြန်တင်ခိုင်းတယ်အဲ့လိုတင်ပြီးတော့ကျတော့ခင်ဗျားကနေပြီးတော့သူ့เจ้าမှာထက်တက်မယ်တန်တန်းသားအစ်အစ်နောက်တစ်ယောက်ထက်ရှာရတယ်။အဲ့လိုမျိုးတန်တန်းသားအစ်ရပြီဆိုတော့ Andrew Tate ကနေပြီးတော့ခင်ဗျားက profit split နေနဲ့50 50 split လုပ်ပေးဒါကိုကျွန်တော်နားလည်လွယ်အောင်ထက်ရှင်းပြမယ်။ဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်တန်တန်းသားအစ်တစ်ယောက်ရပြီဆိုတော့ Andrew Tate ကနေဒေါ်လာ90ပတ်ချလဲရတယ်။ ဆိုတော့ခမရကနေပြီးတော့သူ့စီကိုတဏ္ဍာသာအစ်စ်တယောက်ခေါ်လာပြီးတယ်ဆိုတော့ခမရက25ဒေါ်လာခွဲပြီးဒါမျိုးကျွန်တော်ပြန်ရှင်းရှင်းပြောရမယ်ဆိုတော့ဒါကြီးကိုဘယ်လိုပဲ affiliate marketing လို့ခေါင်းစဉ်မဲ့တက်တယ်ကျွန်တော်တို့ MLM စနစ်နဲ့ pyramid scheme run နေရလို့ပဲမြင်တယ် pyramid scheme နေရထုံးစံအတိုင်းလူအစ်စ်အစ်စ်တွေဝင်လာမှသာဒီ scheme ကအသက်ရှည်မှဖြစ်တဲ့အတွက် Andrew Tate ကသူ့ရဲ့တဏ္ဍာသာတွေကိုဒီသူ့ထဲမှာတင်ပေးထားတဲ့ topic တွေ3%ရှာဖို့တက် လူအသစ်အသစ်တွေရှာဖို့ပဲပိုအားဆိုင်ပြီးတော့ပိုပြီး affiliate လုပ်ခိုင်းတယ်ဒီလိုမျိုးဆိုတော့ဗျာဘာလို့ပဲဖြစ်နေပါစေရောသူ့တန်တန်းသားတွေကသူ့အဘော်ကိုလိုက်ပြီးတော့သူခိုင်းနိုင်မှန်တည်းကလုပ်တဲ့အတွက်ဒီသူ့ရဲ့ Hasan University ဟာဆိုရင်ထောင်ပြီးပြီးချင်းတစ်နှစ်အကျော်လေးမှာရင်ဒီသူ့ University မှာ sign up လုပ်တဲ့တန်တန်းသားပေါင်းအယောက်တသိန်းကျော်ဖြစ်လာတဲ့အောင်မြင်လာခဲ့တယ်ကျွန်တော်ပြောပြမယ်ဟိုတခြားသူတို့ထပ်တောင်းတဲ့ extra fees ကြီး plugin တွေကိုဖယ်လိုက်အောင်ဗျာကျွန်တော် normal business subscription ကြီးဖြစ်တဲ့တစ်လောက်ဒေါ်လာ90နဲ့ပဲတွက်လိုက်အယောက်တသိန်းကျော်ဆိုတော့ကျွန်တော်တစ်လတစ်လောက် annual ticket ဒီ online business တခုရဲ့အနေနဲ့တစ်လတစ်လောက်ဒေါ်လာ5သန်းအောက်ထည့်အနည်းဆုံးရတယ်။ Andrew Tate လက်နဲ့ထိသမျှရွှေဖြတ်တဲ့ကာလတွေတွေးသမျှကြံသမျှဖြစ်ခဲ့တဲ့ကာလတွေကဒီမာရင်ဆုံးသက်သွားပြီပြောလို့ရတယ်။ဒီဇင်ဘာ2022မှာ Romania Authority ရဲ့ဘက်ကနေပြီးတော့ Andrew Tate ကို Treasury Day ကိုညီကိုနှစ်ယောက်လုံးလူကုန်ကူးမှုမဒိမှု money launder လုပ်မှုပြီးရင်နောက်တစ်ခါ crime group တွေထောက်မှုစတဲ့ severe ချက်ချက်စီတက်ပြီးတော့ရတော့ထောင်ချပြီးတော့သူတို့နှစ်ယောက်ပိုင်ဆိုင်သမျှပစ္စည်းများသမျှအကုန်လုံးသိမ်းလိုက်တယ်။ ဆိုတော့သူတို့ရဲ့အဓိကငွေထုတ်ဆက်ဖြစ်တဲ့ Hasla University ကိုလည်း Discord server ကနေဖြုတ်ချပြီးတော့တခါတည်းအပြီးပိုင်းဘန်းလိုက်တယ်။ဒီဇင်ဘာ31 2024ခုနှစ်မှာတော့ authority ဘက်ကနေပြီးတော့သူတို့စီမှာ evidence မလုံလောက်တဲ့အတွက် Andrew Tate တို့ညီကိုနှစ်ယောက်လုံးပြန်လွှတ်ပေးလိုက်ပြီးတော့ house arrest နဲ့ပဲဆက်ထိန်ထားခဲ့တယ်။ဆိုတော့ Andrew Tate ကတော့ထုံးတဲ့အပြင်ရောက်တာနဲ့သူကအပေါင်းအရင်တန်တန်နဲ့သူ့အနေနဲ့ဘာမှအပြစ်မရှိကြအောင်ဒီ case မှာသူကလုံးဝ innocent ဖြစ်ကြအောင်ဒါမဲ့သူ့ကိုဘာဖြစ်လို့ဒီလိုမျိုး frame လုပ်လဲဆိုရင်အဲဒီ old apoa elite တွေကသူအခုလိုမျိုးတကဘာလုံးကလူတွေကိုချေဆောင်လမ်းပြလှုပ်ပြီးတော့ ဒါကဘာလုံးဝလူတွေအောင်မြင်မှုလမ်းကြောင်းပေါ်ဆွဲတင်ပြီးချမ်းသာအောင်လုပ်ပေးနေတဲ့ကိစ္စကိုတို့ကမကြိုက်လို့အခုလိုမျိုးသူ့ frame လုပ်ပြီးတော့ case တစ်ခုတက်ပြီးဆွဲစီရတယ်ဆိုပြီးလုပ်ပြန်တယ်။နောက်တစ်ခါ Hustler University ကိုလည်း Real World လို့နာမည်ပြောင်း rebrand လုပ်ပြီးတော့ကြတော့ဒီတစ်ခါတော့ Discord server ပေါ်မှာမဟုတ်တော့ဘဲနဲ့သူက the private server တစ်ခုထောင်ပြီးတော့ဘယ်သူမှ set ban လို့မရအောင် set run တယ်။တခုကောင်းတော့ Android ကအကျွမ်းဆုံးက R2 ရာဆိုတော့ကြတော့ဒီ ရီယဝါကလည်းထောင်ပြီးပြီးချင်းတစ်နှစ်တောင်မကြာတဲ့အချိန်တော်အတွက်မှာသူကဇိုဒင်းနဲ့နင်းကန်ပြီး rebrand လုပ်ဇိုဒင်းနဲ့ဖိလုပ်ဆိုတော့ကြတော့ဒီဘက်မှာ sign up လုပ်တဲ့တန်တန်းသားကလည်းအရောက်တသိန်းပြန်ကျော်လာတယ်။ Andrew Tate ကသူ့ကိုအခုလိုမျိုး house arrest လောက်ခံထားတဲ့ကာလာတော်တွေမှာအဓိကအပြင်၃ချက်လုပ်တယ်။နံပါတ်၁ချက်ကကြာသူ့ real war ကိုအသက်ကုန် promote လုပ်တဲ့အသက်ကုန်ဖိရဲ့အသက်ကုန်နင်းတယ်။နံပါတ်၂ကကြာသူ့ကိုပိုင်း meme coin တစ်ခုထုတ်ပြီးတော့ကြတော့ဒီ coin ကိုသူ့ fan တွေနဲ့ကြောင်းသားတွေကိုဇိုဒင်းနဲ့စုဝယ်ခိုင်းပြီးတော့ဈေးဆွဲတင်တယ်။ ။နောက်ကနံပါတ်3အချက်ကကျတော့ Joe Biden နဲ့ Democrat အုပ်စုကိုဖောင်းထုတ်ပြီးတော့ကျတော့ Donald Trump နဲ့ Elon Musk ကိုအတကုံ support လုပ်ပြီးအတကုံနောက်ကနေ back up လုပ်ပြီး။ဘလောက်ထိတောင်လဲဆိုရင် Donald Trump fan တွေ supporter တွေကိုသူကနေပြီးမစီမဆိုင်ဝင်ပြီးတော့ဒေါ်လာ၄သိန်းဝန်းကျင်တန်တဲ့ Lambo တစ်စီးပါအလကမဲပေါပေးတယ်။အဲဒေါ်နယ်ထရမ့်နိုင်သွားပြီးတဲ့နောက်မှာရိုမေးနီးယားကလည်းတိုက်တိုက်ဆိုင်ဆိုင်သူ့ကိုတခြားနိုင်ငံတွေသွားခွင့်ကိုပိတ်ထားတဲ့ travel ban ကို lift လုပ်ပေးလိုက်တဲ့အချိန်မှာဒီညီကိုနှစ်ယောက်က နောက်ရမှာချက်ချင်းပဲသူတို့ private jet တစ်စီးငားပြီးရကြတော့ညီကောင်ကဖလော်ရီဒါကိုထွက်လာခဲ့တယ်။ immigration ဖြတ်ပြီးပြီးချင်းမှာပဲ Florida Attorney General ဘက်ကနေပြီးတော့ Andrew Tate တို့ညီကိုနှစ်ယောက်ကို criminal investigation ဆိုရဲခေါင်းစဉ်တက်ပြီးတော့ charge တွေဆွဲကတ်တယ်။နောက်တစ်ခါ Andrew Tate ရဲ့ ex girlfriend တယောက်ကနေပြီးတော့သူ့ကို defamation နဲ့ harassment lawsuit တွေကတ်ပြီးတော့ထပ်ပြီးကြက်ပြန်တယ်။ ဆိုတော့ဒီ case မှာလည်းဒီ Android တို့ညီကောင်တယောက်ကဘယ်လိုမျိုးသူတို့ innocent ဖြစ်ကြအောင်ပြဖို့အတွက်ကိုအကွက်တွေလက်တလုံးကြားကတ်ရွှေသွားလဲဆိုတော့ကျွန်တော်ထက်ရှင်းပြမနေတော့ဘူးမလိုအပ်ဘဲနဲ့ video အရင်ရှင်းသွားမယ်အဲနောက်ပိုင်းမှာဆရာသမားဘာထက်လုံလဲဆိုတော့ Brave Party အရှင်းပြောရတော့ Britain Restoring and Aligning Values ဆိုတဲ့နာမည်နဲ့ party ထောင်ပြီးတော့ကြာတော့သူက UK ရဲ့ PM Prime Minister position ဝင်ပြီးအရွေးခံပါမယ်ဆိုတဲ့အကြောင်းကိုသူရဲ့ X account Twitter account ကနေ video ကနေတင်ဆက်ရောစာနဲ့တင်ဆက်ရော announce လုပ်တယ် ီနေရာမှာ Andrew Tate အနေနဲ့သူ PN ဖြစ်ချင်တယ်ဆိုတော့ PN position တမ်းပြီးပြိုင်လို့မရဘူးပြိုင်ဝင်လည်းမရှိဘူးဆိုတော့သူ့အနေနဲ့အရင်ဆုံး MP ဖြစ်အောင်လုပ်ရမယ်နောက်ပြီးတော့သူ့ရဲ့ party ကနေပြီးတော့စီးနေမှာ position အများဆုံးနိုင်ပြီဆိုမှသာသူက party leader အနေနဲ့ auto PN ဖြစ်မှာဆိုတော့ဒါကိုသူလည်းသိရယ်သိရသားနဲ့ဘာကိစ္စမဖြစ်နိုင်မှန်းသိရယ်နဲ့ဒီအကွက်ကောက်ရွှေလဲဆိုတော့ကျွန်တော်ရှင်းပြမယ် Andrew Tate တို့ညီကိုနှစ်ယောက်လုံးက chess ကိုအွန်ပုံမထိုးဘဲနဲ့တကယ်တကယ် real life မှာထိုးနေ strategic player လို့ပြောလို့ရတယ် တို့ဒီ strategy move ကိုကောက်ရွှေ့ရလဲအဓိကဖြစ်နှစ်ချက်ရှိရပြ။နံပါတ်1ချက်ကရှင်းရှင်းလေးပဲသူ attention ရှာတယ် validation seek လုပ်တယ်။ဆိုတော့သူ့ရဲ့ intention အတိုင်းပဲဒါသူဒီလိုမျိုး PM position ဝင်ပြီးတော့အရွေးခံမှာမယ်ဆိုတော့ post က ace တစ်ခုလုံးမှာ၄၅၆ရက်လုံးကဒါကြီးမမြင်ချင်မှဆုံးမြင်နေရတာ။ အဲဒီလိုမျိုးဆိုရဲခါကျတော့သူရဲ့ real world မှာလက်ရှိတက်နေတဲ့တန်တန်းသားတွေနဲ့ fan တွေကနေပြီးတော့သူရဲ့ founder ကိုပို့ပြီးတော့ယုံကြည်လာမယ်ပို့ပြီးတော့အားကိုးလာမယ်နောက်တစ်ခါကျွန်တော်တို့တန်တန်းသားအသစ်တွေအနေနဲ့လည်းဒါအရင်ကမတက်ဖူးတဲ့သူတွေဒီလိုမျိုးဆိုတော့သူ့ကိုစိတ်ဝင်စားပြီးသူ့စီမှာစမ်းတက်ကြတဲ့အခါမှာသူကအဲ့ဘက်ကနေပြီးပတ်စံကြီးတောက်တောက်လဲဝယ်မယ်ဒါနံပါတ်၄ချက်နံပါတ်၄အချက်ကကျတော့လောလောဆယ်လက်တလောအခြေအနေမှာ Andrew Tate ကိုတရားစွဲထားတာက Romania US ကိုနှစ်ခုဖြစ်နေပြီဆိုတော့မကြခင်မှာ UK ဘက်ကပါထပ်ပြီးဆွဲလာနိုင်တယ် ော့ဒီလိုမျိုးဖြစ်ခဲ့သည်ရှိတော့ Andrew Tate ကနေပြီးတော့ဒါသူကအခုလိုမျိုး collective bug ကိုဝင်ပြီးတော့ကြတော့ UK နိုင်ငံတိုးတောင်လုပ်ဝင်မဲ့ကိစ္စတွေကိုသူတို့ကမကြိုက်လို့ပါနောက်တစ်ခါအခုလိုမျိုးသူကတကဘာလုံးကလူငယ်လူရွယ်တွေကိုရှေ့ဆောင်လမ်းပြလှုပ်ပြီးတော့အောင်မြောင်ချမ်းသာအောင် matrix ကနေရုံထွက်နိုင်အောင်ကူညီပေးနေတာကိုသူတို့ကနေဖြတ်လို့ဖြည့်စီလှုပ်ခြင်းတွေသူ့ကိုဒီလိုမျိုး set up လုပ်ပြီးတရားစွဲပါတယ်ဆိုတော့ agenda ကို Android တွေကဝင်အောင်သွင်းနေတာ တကယ်လဲ UK ဘက်ကနေပြီးတော့ May 2025မှာ Andrew Tate တို့ညီကောင်ညာကို criminal charges 22ခုတက်ပြီးတော့တရားတယ်ဆိုရယ်။သဘောရောဗျလက်ရှိ Romania ဘက်ကနေ case ပြီးသွားတာနဲ့ဒီညီကောင်ညာကို extradite ထပ်လုပ်ပြီးတော့ကျွန်တော်တို့ UK ကနေပြီးဆက်စီရင်မယ်ဆက်ပြီးရွှေ့မယ်ပါညာဆက်တယ်ပြန်ဒီလိုမျိုးပေါ့။ Andrew Tate ကတော့ဘယ်ပြောကောင်းမလဲ။သူစူးစမ်းထားပြီးသားကိစ္စဖြစ်လာတာဆိုတော့ကျွန်တော် UK ဘက်ကို share တောက်ပေါင်းထိုင်ထူတာပေါ့။ Okay so raw summarize ပြန်လောက်အောင်အချုပ်ပြောရမယ်ဆိုရင်တော့ Andrew Tate ကအသက်30မတိုင်ခင်အထိကို kick bouncer ဘက်မှာ hassle လုပ်တယ် အဲ့ဒီနောက်ပိုင်းမှာသူ injury ဖြစ်ပြီးလို့နားလိုက်တဲ့အခါမှာတော့ညီကိုနှစ်ယောက်က webcam business ဘက်ကိုဝင်ရွှေ့နေဒေါ်လာတန်းချီပြီးရှာတယ်။ဒီရရတဲ့ percent တွေကို super cast တွေအိမ်တွေဝယ်ပြီးတော့ကျတော့ top G ရော alpha mail ဆိုရယ် persona စောက်ပြီးတော့ဒါမိမာတွေကိုတောက်ဖောင်းပတ်ထူရင်းနဲ့တကဘာလုံးက spotlight ကသူ့စီရောက်လာတဲ့အချိန်လူတွေအားလုံးသူ့ကိုစိတ်ဝင်စားလာပြီးဆိုတဲ့အချိန်မှာ Hustler University နောက်ပိုင်းမှာတော့ Real World ဆိုတဲ့ online business school ထောင်ပြီးတော့ကျတော့ဒါလူတွေကိုငွေရှာနည်းသင်ပေးမယ်။ဘာညာစသဖြင့်ခေါင်းစဉ်တက်ပြီးတော့ ကျွန်တော် entry level course တွေ beginner course တွေကို pre record လုပ်ထားတဲ့ video ကနေတစင်တင်ပေးပြီးတော့ဒေါ်လာတန်းချီရှာခဲ့တယ်။နောက်ပြီးတော့ကျွန်တော်တို့ he who lives by the sweat who dies by the sweat ဆိုတဲ့စကားပုံတိုင်းမဲ့စကားပြောကောင်းလွန်အာထုရာကောင်းလွန်နဲ့ Andrew Tate ကဒီလိုမျိုးစကားပြောတာကောင်းလွန်လို့စကားပြောတာကျွန်လွန်လို့ပဲအဲသူပြန်ပြီးတိုင်ပတ်မဲ့ကိစ္စတွေသူ့ကိုပြန်ပြီးချက်ချက်စတက်ပြီးတရားစွဲလို့ရတဲ့ information တွေကိုသူကိုနိုင်ကပဲစကားပြောရဲနဲ့ public မှာချပေးမိတယ်လို့ဖြစ်ရတာကနေပြီးတော့ လက်ရှိမှာ Romania US UK စတဲ့နိုင်ငံ၃နိုင်ငံအနေနဲ့တဲပြီးတော့တရားစွဲရခံနေရတယ်။ဆိုတော့ Andrew Tate တို့ညီကိုနှစ်ယောက်အနေနဲ့ကိုလိုမျိုးဖက်ဖက်မှာတိုင်ပတ်ပြီးစုပ်ပြက်နေတဲ့အခြေအနေရနေပြီးယုံထွက်ပြီးတော့ပိုပြီးကောင်းတဲ့ level တစ်ခုကိုရောက်လာနိုင်မလား။ဒါမှမဟုတ်တဖက်မှာတရားစွဲထားတဲ့ counter party နိုင်ငံတရားပဲအနိုင်ရသွားပြီးတော့နှစ်ချီပြီးဂျီအောင်ရဲနဲ့ပဲဘဝကဒီမှာပဲအဆုံးသတ်သွားမလားဆိုတော့ကျွန်တော်တို့မကြခင်မှာမျက်ဝါးထင်တွေ့မြင်မှာပဲဖြစ်ပါတယ်။မဲဆိုရဗီဒီယိုဒီညာနေ့ရောက်လာအောင်ကြည့်လိုက်ရတော့ဘ ഹു တွေ့တာတွေအများကြီးရောရသွားပြီ။ဒါကိုကျွန်တော်လက်ခံတယ် ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာဒီရရဘဟုသုတရကိုမိတ်ဆွေတို့အပြင်လက်တွေဘဝမှာပါပြန်လဲပြီးတော့အတုံးချလို့ရရခြင်းနဲ့ဒါကြောင့်ကျွန်တော်မေကွန်လေးတစ်ခုမေးပါမယ်ကျွန်တော်တို့ light တွေးပေးပါ light စမ်းသားပေးပါ light ဖြေပေးပါ Andrew Tate ကလိုမျိုးအောင်မြင်လာတဲ့အပေါ်မှာအဓိကသူ့ရဲ့ best case set တည်းကဒီလိုမျိုးဘဝကိုပို့ပေးခဲ့ရတယ်ဆိုတော့ဗျာကျွန်တော်သိချင်တာသူ့ရဲ့စကားပြောကောင်းတဲ့ချက်လားဒါမှမဟုတ်သူရောသူညီရောကမိမရဲ့ emotion တွေကိုဘယ်လို trigger လုပ်ရမလဲမိမရဲ့ဘယ်လို control လုပ်ရမလဲဆိုတော့သိတဲ့အတွက်ကြောင့်လား ဒါမှမဟုတ်သူဘာတွေပဲကြုံလာတာနောက်ကနေပြီး backup အနေနဲ့သူ့ရဲ့အားအနေနဲ့ရှိနေပြီးရဲ့သူ့ညီရှိလို့လားခြားသဖြင့်ဒါမျိုးချက်တွေပေါ့ဒီချက်တွေကဘေဟာရေးကြောင့်ဒီလိုမျိုးသူဒီဘဝကိုရောက်လာခဲ့တယ်ထင်တယ်အဖြေရတော့တော့နိုင်ဟိုအမန်နဒီယာမားရယ်လို့မရှိပါဘူးကျွန်တော်ဖြစ်နေကျွန်တော်မေးစရိုဘီယိုမကြောနဲ့မခွာနဲ့အဆုံးထိရအောင်ကြည့်နားလည်အောင်ကြည့်သဘောပေါအောင်ကြည့်ပြီးတော့အနေနဲ့ကိုနားလည်သလိုကိုသဘောပေါသလိုကိုထင်တဲ့အဖြေတွေကိုဒီဗီဒီယိုအောက်မှာ comment မှတ်သွားလိုက်ပါကျွန်တော်တယောက်နဲ့တယောက်အမြင်မတူတဲ့သူချင်းချင်းဆွေးနွေးလို့တိုင်မင်းလို့ဖလှယ်လို့ရတာပေါ့ ခုလိုမျိုး major own out အတွက်လည်းအကျိုးရှိမယ်ဘဟုတုတလည်းရမယ်နောက်တစ်ခါဘဝတက်လန်းအတွက်လည်းတစ်ဖက်တလန်းအနေနဲ့အထောက်ကူပြုပေးမယ်အခုလိုမျိုး content အနေအပေါ်မှာဘာဖြစ်ရမလဲ live story ရေဆရာကြီးရေဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတော့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေတွေနဲ့ဒီ video လေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုအကျိုးရှိရဘဟုတုတတိုးတော့ရဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်ဆုံကြပါမယ်